ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ဒီနေ့ရဲ့သတင်းတွေထဲမှာတော့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းအခမ်းအနားတက်ရောက်မဲ့ရုရှားနိုင်ငံမော်စကိုမြို့မှာတော့ဒရုန်းတိုက်ခိုက်မှုတွေနဲ့ကြုံနေရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်လေကြောင်းတိုက်ပွဲမှာဘလို့မျိုးလေယာဉ်တွေနဲ့ဘလို့လေယာဉ်ပစ်လက်နက်တွေကိုအသုံးပြုခဲ့ကြပါသလဲ။ကရင်ပြည်ကြုံတိုးကတိုက်ပွဲမှာတော့စစ်ကောင်းစီဘက်ကဒူရင်မှုနဲ့စစ်သားအယောက်30လောက်သေဆုံးခဲ့ပါတယ်။ပုံရဟန်းမင်းကြီးရွေးချယ်မှုနောက်ဆုံးအခြေအနေတွေအကြောင်းကိုလည်းနားဆင်ရဖို့ရှိနေပါတယ်။ ထမဆုံးအနေနဲ့ဒီစစ်ကောင်းဆောင် ပို့ချုပ်မှုကြီးမဲအောင်လိုင်းအခမ်းအနားတက်ရောက်ဖို့ဒီရောက်နေတဲ့ရုရှားနိုင်ငံမော်စကိုမြို့မှာတော့ drone တိုက်ခိုက်မှုတွေနဲ့ကြုံနေရပါတယ်။ဒီမော်စကိုမြို့မှာရှိတဲ့လက်နက်နဲ့ကြီးစံဆက်ယုံနှစ်ခုကိုထိမှန်ခဲ့တယ်လို့ Cape Independent ဒီ Ukraine သတင်းစာမှာဖော်ပြထားပါတယ်။ဒေသခံတွေကိုကိုးကားဖော်ပြရမှာတော့ပောက်ကွဲမှုခုနှစ်ခုဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။ဒါအပြင်မော်စကိုလေဆိပ်မှာခီးတဲ့အယောက်6000လောက်ဟာလေရင်ခီးစဉ်ကြန့်ကြာမှုတွေဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။ တိယသမရာရှိချင်းဖြင့်မရောက်ခင်၃နှစ်လောက်မှာတော့သမရာလေရင်ဆက်ရောက်မဲ့လေစိတ်ကိုပိတ်ထားခဲ့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။တိယသမရာရှိချင်းဖြင့်လည်းရုရှားသမရာပူတင်တို့ဟာဒီနေ့မှာပဲခရမလင်နန်းတော်ထဲမှာတွေ့ဆုံခဲ့ကြပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့ဒီမနေ့ကအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ဒီလေကြောင်းတိုက်ပွဲတွေမှာဗာလေရင်တွေနဲ့ပြီးတော့ဘလိုလေရင်ပြစ်လက်နက်တွေကိုအသုံးပြုခဲ့ကြတယ်လဲဆိုတာကိုကျွန်မပြောပြပါမယ်။ မနေ့ကတနားကြီးကြတဲ့လေချောင်းတိုက်ပွဲမှာမင်းသားဖြစ်သွားတာကတော့တရုတ်လုံး PL15 ဝေဟင်မဝေဟင်ပြတာလက်ဒုံးကြီးဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တိုက်လေရင်တွေဟာကိုယ့်ရဲ့လေချောင်းပိုင်နက်ထဲကနေတစ်ဖက်ကလေရင်တွေကိုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။လေချောင်းစီးချင်းထိုးပွဲမှာပါကစ္စတန်ကအသာစီးရသွားတယ်လို့ပြောနိုင်ပါတယ်။ ပါကစ္စတန်ရဲ့အဆိုအရတော့အိန္ဒိယရဲ့လေယာဉ်၅စီးနဲ့အစ္စရေလဒရုန်းတစ်စီးကိုပစ်ချခဲ့ပြီးအဲ့ဒီထဲမှာတော့ပြင်သစ်လို့ဒီရာဖေးအလေယာဉ်၃စီးနဲ့မြန်မာလေတပ်မှလည်းအုံပြူနေတဲ့ရုရှားကထုတ်တဲ့ဒီ SU-30 နဲ့ MiG-29 လေယာဉ်တွေပါဝင်ပါတယ်။အိန္ဒိယဘက်ကတော့အ ਨੇ စုံလေယာဉ်၂စီးပစ်ချခံခဲ့ရတယ်လို့တရားဝင်ပြောပါတယ်။ပြင်သစ်ကတော့အ ਨੇ စုံရာဖေးလေယာဉ်တစ်စီးပြစ်ချခံရတယ်ဆိုတာကို အတည်ပြုထားပါတယ် အခုပြစ်ချခံလိုက်ရတဲ့ဒီ Rafael လေယာဉ်ဟာစစ်ပွဲတွေထဲမှာပထမဆုံးပြစ်ချခံလိုက်ရတဲ့လေယာဉ်ပဲဖြစ်ပါတယ်။ဒီလိုမျိုးလေယာဉ်တွေပြစ်ချခံလိုက်ရတဲ့အတွက်တရုတ်လို့ PL15 ဒုံးကျည်ကနာမည်ကြီးသွားတာဖြစ်ပါတယ်။အဲ့ဒီ PL15 ဒုံးကျည်ဟာကီလိုမီတာ60ကနေ124ကီလိုအထိထိရောက်မှုရှိတယ်လို့ဆိုပါတယ်။ ပါကစ္စတန်ဟာတရုတ်ပြည်ရဲ့အပြင်ဘက်မှာ ပထမဆုံးဒီ PL15 ဝေဟင်မဝေဟင်ပစ်ဒုံးကျည်ကို အသုံးပြုခဲ့တာဖြစ်ပြီးတော့ဒီစီဂျင်ထိုးပွဲမှာပထမဆုံးအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့တိုက်လေရင်တွေအကြောင်းကိုပြောရင်းနဲ့ထိုင်းနယ်ဇက်ကတိုက်လေရင်တွေအကြောင်းနဲ့ဆက်ပြရစီမြန်မာနိုင်ငံဘက်ကဒီတနင်္သာရီတိုင်းဒဝေဒေတာထိုင်းနယ်ဇက်ကတိုက်ပွဲထဲမှာမြန်မာဘက်ကလေရင်တွေထိုင်းပိုင်နဲ့ထဲကိုကျော်လာမှာဆိုတာကြောင့်ထိုင်းလေတပ်ကအမေရိကန်လုံး F16 လေယာဉ်နှစ်စီးချထားလိုက်ပါတယ် အင်္ဂါနေ့ကထိုင်းစံတော်ချိန်မွန်လွယ်၁၂နာရီ၄၅မိနစ်အချိန်လောက်မှာဒီထိုင်းလီတက်ရဲ့ရေဒါထဲမှာအမြင်မသိလေယာဉ်တစ်စီးပေါ်လာခဲ့တာကြောင့်ဂျားဖြတ်တားဆီးဖို့အတွက် F16 လေယာဉ်နှစီးကိုကန်ချနာပူရီခရိုင်ထဲမှာချထားလိုက်တာလို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီနေ့ကမြန်မာဘက်ကအမြင်မသိလေယာဉ်ဟာထိုင်းနိုင်ငံနမိတ်ကိုကျော်လာတာမျိုးမရှိဘူးလို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တိုက်ပွဲသတင်းမှာဒီ ကရင်ပြည်နယ်ကြုံတိုးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲထဲမှာဒူရင်မူနဲ့စစ်သားအယောက်30လောက်သေဆုံးခဲ့တာကြောင့်စစ်ကြောင်းပြက်ပြီးတော့တက်ဆုပ်သွားခဲ့ရတယ်လို့တိုက်ပွဲထဲမှာပါတဲ့မွန်လွတ်မြောက်ရေးတပ်မတော် MLA ကဒီကနေ့မှထုတ်ပြန်ကြေညာပါတယ်။ပြီးခဲ့တဲ့နှစ်ကကော့ကရိတ်နဲ့မြောက်ရီမျိုးသိမ်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးကော့ကရိတ်ကြုံတိုးဒေသကိုစစ်ကောင်စီကအောင်စေရစစ်ကြောင်းဆိုပြီးတော့စစ်စင်ရေးကြီးထိုးနေပါတယ်။အခုစစ်ကြောင်းပြက်သွားတယ်ဆိုတော့ကြုံတိုးနာကတိုက်ပွဲရတော့ဧပြီလ 30ရက်နေ့မှာဖြစ်ပွားခဲ့တာပါဒီတိုက်ပွဲကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ကဦးဆောင်ပြီးမွန်လူမျိုးရေးတပ်မတော်အပါအဝင်တခြားတော်လှန်ရေးတပ်ဖွဲ့တွေအများပြားကပါဝင်ခဲ့တာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့လက်နက်ချခဲ့တဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်34ရက်အပါအဝင်မြန်မာနိုင်ငံသားအယောက်40ကိုမနေ့ကမြန်မာနိုင်ငံဘက်ကိုပြန်ပို့ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းစာတွေကနေ जा ဆောင်ရဲတပ်ဖွဲ့တွေကိုကိုးကားပြီးတော့ဖော်ပြလိုက်ပါတယ်ဗုဒ္ဓဟူးန နစ်မနက်ကသူတို့ကိုမြန်မာအာဏာပိုင်တွေလက်ထဲကို လွှဲအပ်ခဲ့ပြီးတော့အထူးလေရင်နဲ့မြန်မာနိုင်ငံကိုပြန်ပို့ခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အာရခတပ်တော် AA နဲ့တိုက်ပွဲတွေထဲမှာဒီအနေဆက်ကိုဖျက်ချော်ပြီးတော့ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ်တပုတ်အနေနဲ့ကတော့ဒီပုတ်ရဟန်းမင်းကြီးရွေးချယ်မှုနောက်ဆုံးအခြေအနေကိုဆက်ပြီးပြောပြပါမယ်။ပုတ်ရဟန်းမင်းကြီးအစ်စ်ကိုရွေးချယ်တဲ့နေရာမှာမနေ့ကတော့မိကိုအမဲတွေထွက်လာတဲ့အတွက်မအောင်မြင်သေးပါဘူး။ဆိုတော့မနေ့ကတော့ဒီထောင်ထဲချီတဲ့ကက်သလစ်ဘာသာဝင်တွေဟာပုတ်ရဟန်းမင်းကြီးရွေးချယ်မှုကိုစောင့်ကြည့်နေခဲ့ကြပါတယ်။ ဗာတီကန်စီးတီးမှာရှိတဲ့ဒီ Sistine ကျောင်းတော်ထဲမှာယဟန်မင်းကြီးကိုယ်စားလှယ်တွေဖြစ်တဲ့ဒီကာဒီနယ်133ပါးကပြင်ပနဲ့အဆက်အသွယ်ဖြတ်ပြီးတော့မဲပေးရွေးချယ်နေကြပါတယ်ဆိုတော့မဲပေးခွင့်ရှိတဲ့ကာဒီနယ်133ပါးရဲ့3ပုံ2ပုံမဲရမှာပဲဒီပုတ်ယဟန်မင်းကြီးအစ်စ်ကိုတင်မြောက်နိုင်မှာဖြစ်ပါတယ် ရွှေကပွဲအောင်မြင်ရင်စစ်စင်းကျောင်းတော်ကြီးရဲ့ဒီခေါင်းတိုင်ကမိโกအဖြူထွက်လာမှာဖြစ်ပြီးမအောင်မြင်သေးဘူးဆိုလို့ရှင်တော့မိโกအမဲတွေထွက်နေအောင်မှာဖြစ်ပါတယ်ဒီနေ့ညနေပိုင်းအထိလဲဒီအာမိโกအမဲတွေပဲထွက်လာသေးတဲ့အတွက်ဒီကနေ့မှလဲပုတ်ရဟန်းမင်းကြီးအစ်စ်ကိုမရွေးနိုင်သေးပါဘူးရှင် ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကို NMG ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်းလင်းချမ်းမြေကြပါစေရှင်။